ကိုမင်းရဲ့ဒီနူးစွပြန့်ပွဲကောင်းတဲ့အချစ်တွေကိုမခံယူတတ်တဲ့သူတယောက်အတွက်ပုံပေးထားမိရောအဲ့ဒီအချစ်တွေအလဟတ်တက်ဖြစ်သွားတာကိုဂျားရရနေမျောနေမိရဲ့သူတယောက်ပါ Mão e o Suélia. ဘယ်လိုထင်လို့လဲယောက်ျားတွေပေါ်ပါရာလေကားရင်အခုံဖက်နဲ့တူတော်မှာအချိန်တန်ရင်ဘယ်ညာစုံသွားသေးတာပဲမင်းရုပ်မင်းရင်မင်းအဆက်တန်းနေဆိုရင်ကျမ်းမာရေးကောင်းတဲ့ယောက်ျားတယောက်လုံးတို့ရနိုင်ပါတယ်ဘာဖြစ်လို့သူများရေးဆောင်အရှက်မရှိလိုက်ကပ်ပြီးတော့ညှို့ဆွဲနေတယ်ဟမ်မင်းစကားလေနည်းနည်းလေးတော့ရိုင်းနေသီလား ဒါမဲ့အခုကကို့အိမ်ဖြစ်နေလို့ကောင်းကောင်းမွန်မွန်ပဲပြန်ပြောလိုက်ပါမယ်။မင်းစားနဲ့ငါနဲ့ကအခုချိန်ထိဘာကတ်မှမရှိသေးပါဘူး။ရန်ခင်မင်းနဲ့မိတ်ဆွေအစင်းရောက်ဖို့တော့နည်းနည်းလေးလူသေးတယ်။ကို့ဟာကိုစမန်ခုတ်ပြီးတော့အချက်မရှိလိုက်စော်ကားရန်ကားနေတာကိုအခုလိုတီးခန့်ပေးနေတာလေ။ကြောက်လို့မဟုတ်ဘူးနော်။ ငါမှအမားရှိလို့လည်းမဟုတ်ဘူးအေးရှက်တက်လို့ဟာရှက်တက်တယ်ဆိုရင်သူများရေးစားနေပျော်ပီမနေသင့်ဘူးလေမင်းရောက်မလာခဲ့ချင်းပြီတော့မင်းရေးစားနဲ့ပျော်ပီလည်းမနေခဲ့ပါဘူးဒါပေမဲ့မင်းကအခုလိုလာပြီးတော့ရိုင်းဆိုင်ပြနေမှာတော့ဘာဖြစ်သွားလဲ မင်းရဲ့အုံနောက်မရှိရန်ကားစော်ကားမှုတွေအခုလိုမြင်ရတော့လေမင်းရှိခက်လို့တိမ်တိမ်မွေ့မွေ့ချော့ချော့တန်တန်ယောက်ျားတယောက်ကိုမင်းရဲ့လက်ထဲမှာထားရမှာနှမျောလိုက်တာဟာနှမျောလို့မင်းကိုမင်းတတ်သေးသွားလဲဆိုရင်မင်းတည်တာပဲအဖတ်တယ်မှာမောင်ဟာငါလက်ထဲကငါပိုင်နေအရှုပ်တယောငါမပေးပဲနဲ့ တခြားဘယ်နေရာကိုမှ ရွေ့ပြီးထွက်မသွားဘူး။မင်းမျိုးဆွဲဖျားရောင်းကိုစဉ်းစားနေလဲဆိုရင်စောစောစီစီလက်လျှော့လိုက်ပါ။အလကားချင်းနေကောင်မကြောက်လို့ပြောတာ။အခုလိုစိန်ခေါ်မှုလေးရှိရောပို့ပြီးတော့စူးစားလို့ကောင်းသွားတာပေါ့။အခုချိန်ကစပြီးတော့မင်းရဲ့အယုတ်ကလေးကိုလေ မင်းရဲ့လက်ထဲမှာဆွဆွမြဲမြဲဆုပ်ကင်ထားလိုက်နော်အေးလွတ်ထွက်သွားတဲ့အချိန်ကျမှယူကျိုးမရမဖြစ်နဲ့နော်ဘာဖြစ်လို့လဲဆိုတော့အခုချိန်ကစပြီးတော့မင်းရဲ့အယုတ်ကလေးကိုလေမင်းပြောသလိုမြှုပ်ဆွဲဖျားယောင်းဖို့အတွက်ငါဆုံးဖြတ်လိုက် မောင်ကယောက်ျားလေးတို့တဘာဝစိတ်ကစားတာ။မင်းကမင်းကိုကြွေတယ်လို့ထင်ပြီးတော့ကိုကိုကိုထင်ကြီးနေတာကိုဒီမှာမောင်ကရှိန်ဆိုတဲ့မိန်းမလွဲဘလို့မိန်းမအတန်းအစာမျိုးမှာတန်မိုးသားအထင်မကြီးတတ်ဘူးဆိုတာမင်းတပြေးပြီးတိတ်

ိကုလို့တော့ပြောတာဖက်တော့ဘလောက်အားနာကြကောင်းတယ်ဘာအားနာကြလို့လို့လဲမောင်ရဲ့ရင်းရကိုချစ်သူနဲ့မပတ်သက်ဖို့ခက်ခင်းခင်းနေဖို့တော့ပြောတာလေသူ့တော့ပြောစော်ကားနေရမှာမဟုတ်တာလို့မစ်စိတ်သေးရှိရတဲ့အတိုင်းရှောက်လို့တယ်ဆိုပေမဲ့ ငါဘက်ကလူမှုရေးကိုလည်းနည်းနည်းတော့ပြန်ကြည့်အောင်ပါပေါ့ကွာမြတ်အမြဲတမ်းဒီတိုင်းပဲငါဘက်မှာရောအစင်မပြေပါမလားဆိုပြီးတော့မင်းနည်းနည်းလေးမှထဲမဲ့တော့တကယ်တမ်းကျတော့မင်းကငါ့ကိုချစ်တယ်ပြောပြီးတော့မင်းစိတ်ကူပေါ့အောင်ရှောက်လို့ဖို့အတွက်ကိုငါအမြဲတမ်းဖြည့်ဆည်းပေးနေရတာကြီးပဲငါကြည်လူနဲ့တွေ့လို့ရှယ်ဘလို့မျက်နှာမျိုးနဲ့ရင်ဆိုင်ရပါ့မလား ရနချင်းဆိုင်စရာမလိုတော့ဘူးလေရှင်ရမကြိုက်ဘူးဆိုတော့ထပ်တွေ့ဖို့မလိုတော့ဘူးတော်ကိုကောင်းဆက်လဲမိမ့်မ ဆင်နေလို့လည်းပဲဟုတ်ပါမယ်ကိုမင်းသူ့ဘက်ကကြည့်ရော်လဲကိုချစ်သူချစ်လုံးလို့တဝင်းတူပြီးလုံးမိလို့ရလုံးလိုက်မိတာအမားလို့လည်းပဲပြောလို့ရမယ်ဂျီနူရဲ့စိတ်ဓာတ်လေးကိုလေးစားလိုက်တာဂျီနူရဲ့ဂျီနူကဖြစ်ဖြစ်ဖြစ်တိုက်တာကိုပြောတာလေဘာများလေးစားစရာရှိလို့လဲလူဆိုတာကိုဘက်ကအမြင်နဲ့တခုတည်းပဲကြည့်တတ်တဲ့အတ္တတဘာဝရှိတဲ့မျိုးလေကိုဘက်ကိုထိခိုက်လာရင်တစ်ဖက်လူအမားလို့မြင်ကြမှာပဲ ဒါပေမဲ့ကိုဘကထိခိုက်တာကိုခဏထောင်းတဖက်လူပါလို့အဲ့လိုကျူးလွန်ရလဲဆိုတာကိုမြင်ပြီးနိုင်တဲ့စိတ်ကအင်မတန်မှလေးစားစရာကောင်းတာပေါ့ကျင်းလူရဲ့အဲ့လိုစိတ်တာလေလူတိုင်းမှာထားနိုင်လို့ရှင်စစ်ပွဲဆိုတာတော့ဖြစ်လာမှာမဟုတ်ကျင်းတို့ဟာစိတ်ထဲမှာရှိတဲ့ဟာကိုယူလေးပြောလိုက်တာပါကိုမင်းပြောတော့မှအကြီးဖြစ်သွားတယ်ကျင်းတို့ကတစ်ဖက်သားရဲ့စိတ်ကိုလိုက်ဖက်ကြည့်တတ်တဲ့လူဆိုတော့ကိုကူညီတောင်းပြရအောင် ။ဘာများလဲကိုမင်းကိုရဲ့စိတ်ကလည်းဘလို့ဆိုတော့ဖတ်ကြည့်ပြီးတော့လိုအပ်တာကိုကြံ့ကြံ့ပေးပါ။ကြည်သူကစိတ်ထဲမှာထင်တာကိုပြောရအောင်နော်။အဲ့ထင်တာလေးကိုပဲပြောကြည့်ပါလား။ကိုမင်းကအာနာတတဲ့ကိုမင်းကဂျင်းနုကိုသာပြောတာကိုမင်းကြာပါထူးလို့လေ။ကိုမင်းကကို့ပေါ်နာကျင်အောင်လွတ်တဲ့သူတွေပေါ်တော့မှကိုကျင်းစာစိတ်အပြည့်နဲ့နားလည်ပေးတဲ့သူမျိုးလေ။ ကျွန်ုပ်ပြောချင်တာအချင်းဆိုတာခံယူတတ်တဲ့သူတွေအတွက်တော့ကျွန်ုပ်စပြပြဲကောင်းကလားမခံယူတတ်တဲ့သူတွေအတွက်ကြပြန်တော့လေအရန်ကိုပြင်းတဲ့အစိတ်တစ်ခွပ်ပေါ့ကျွန်ုပ်ဆိုလိုတာကိုကိုရေးတိတိလေးသဘောပေါက်ပြီမဲ့အဲ့ထပ်ပို့ပြီးတော့နားလေအောင်ကိုကိုရှင်းပြကြည့်ပါကိုမင်းရဲ့ ဒီလူစွပြန့်ပွဲကောင်းတဲ့အချစ်တွေကိုမခံယူတတ်တဲ့သူတယောက်အတွက်ပုံပေးထားမိတော့အဲ့ဒီအချစ်တွေအလဟတ်ဖြစ်သွားတာကိုဂျားရဲကနေမျောနေမိရဲ့သူတယောက်ပါ